မောင်နဲ့ထိုက်တယ် စံနာနေဘဝရဲ့ချာလွန်ဆွဲတဲ့ပြင်းများဒီလောက်ကောင်းတဲ့ဘုံမှာဆိုးရတော့ပြိတ္တတွေလည်းတော်တော်လေးကိုကျွန်တော်တို့ငင်းနေပုံပုံမှိုင်းလုံးနေကြရင်ရိုက်ချင်ဆောက်ဆင်းနေပါလေ comment တွေတွေ့ ယူဆိုတာအကိုယူပါပြောနေနေရောတော့ပါတယ်ဒီရင်တော့ချစ်ကိုချစ်ပါလားရှင်ဝင်နာမိပါအာအဲကတ်ဒီမေရရန်တော့ပါတယ်သူတပြည့်ပေါ့နော်ကျွန်တော်ဒီကားမှာကားရကားပေါင်းနေတယ်အကုန်လုံးပေါ့နော်ပေါင်းနေတဲ့ဆောင်လေးဆက်ပွဲတော့မဒီကားတော့ခြိုက်တာပေါ့အဲအားလုံးတည်းညီလေးညီလေးဆိုတော့ဒီကားမှာပြီးတော့ဒီကားမှာဆိုလို့ရှိရင်ဒီတစ်ပြည့်တိုင်းညီမလေးနဲ့ညီလေးတွေက ူးရသားနဲ့ပေါ့နော်ဒီဥစားလည်းဖန်နေရနေပြီးပြီးပြင်းပြင်းဒီဆောင်ကိုအဲ့ဒီအတွက်ကိုဒီဇိုင်းရတန်ဘွားဒါလိုဝဲတလောက်ကိုရောက်တော့နော်အဓိကတော့ဒါနည်းနည်းလေးတော့ဒီပါအတွက်ပြောချင်ပါတယ်အားထုတ်လာရင်မမုန်းကြပါနဲ့ဇိုင်းရတော့မတနာအောင်ပြောတော့ရိုင်းလာတာဒီမောင်းတော့တနာပါဒီလောက်ကောင်းတဲ့ကိုပေါ်မှာစိုးရတော့ပြိတ္တတွေလည်းတော်တော်လေးကိုကျွန်တော်တို့ငင်းနေပုံပုံမှန်ရုံးနေကြရင်ရိုက်ချင်တယ်ဆောင်းနေပါလေ comment တွေတွေ့ ီလူမြေတာတော့ခံခံယူနေပါအဓိကတော့ဒါလူငယ်တွေဘက်ကလည်းသူရဲ့ right တော့ရှိတယ်ပေါ့နော်ဘာလို့လဲဟိုဟာကျွေရောက်လာပြီအဲ့လိုနောက်ဟိုအပေါင်းတဲ့နေရာတဲ့လူပြည့်စုံတဲ့လူတွေတွေ့တယ်ပေါင်းတယ်လို့ပြောချင်လူပဲဖြစ်ဖြစ်သူတို့ကလည်းအဲ့လိုမျိုးရှိတာပဲနော်သူတို့ right ရှိတယ်အဲ့အဲ့ဒီတော့သူတို့ကလည်းမခံနိုင်ဘူးပေါက်ခွဲတယ်အဒီကိုပေါ်မှာလည်းငိုတွေကချစ်လို့သိုးတယ်ပုံစံမျိုး။အဟုတ်ရဲ့ဒါဇန်ဆော့ဟိုဖြစ်နေတာ။ နီးစလန်ကအရန်ကောင်းတယ်ရောအရန်ကောင်းတယ်ဟောအခုသဖြင့်ကတကယ်ဖြစ်ရမှာကိုပညာမီရေးထားတာပေါ့ဒီတော့ထင်တယ်တကယ်ဖြစ်ရမှာအဲ့ဒါ၄၀လောက်ပါတို့ချင်းသဘောရကြောင်းနဲ့ပြင်ဆင်တာတော့60ရာခိုင်နှုန်းပါတယ်။အဲတကယ်တော့အဲ့အမှတ်ပေါ်တယ်။ဒီကဖြစ်သွားတာအရန်နဲ့အဲ့တော့20လောက်ပဲဒါအမှတ်ကတော့အရေးကအဲ့တော့အမှတ်ကံပေါ့အမှတ်ကံနှစ်ပေါင်းသုံးပေါင်းသားပါပဲ။အပေါ်အဲ့တော့လက်ကြည့်နေနေအဲ့လိုဘာမှလည်းမပါဘူး။ က်မှာထိုင်ပြီးတော့ဒါကြီးကိုတွဲလောင်းကိုပြောတယ်အမိုက်ပေါ်မှာဆိုတော့အခုအရန်ချီးကျူးတယ်အရန်လေးစားရတယ်ဒီလိုဝိုင်းတိူဆောင်တယောက်အနေနဲ့အဲ့လိုမျိုး character ကိုတကယ်သဘောပေါက်ကြအောင်ဖြိုင်းနိုင်တာကိုကအအနက်နန်းနေဆိုတာဖြစ်မိအောင်အခုအရန်လေးစားရတယ်ကိုစီရောတင်မမှာလေးရတဲ့ဒါဒီကလေးလေးလေးပဲခေါင်းတက်တယ်။အော်တားလေးပူလက်နေရတယ်။ကျွန်တော်တို့လူငယ်တောင်ဗျာစိတ်ညစ်နေတာပုံပေါ်နေတာဝိစုံနေတဲ့ ်ကဝင်လာတဲ့အချိန်မှာဟိုဒီတော်တော်လေးပြင်ပန်းမယ်ဆိုတော့တကယ်ပြင်ပန်းခဲ့တယ်ဗျာဒီလာပြီးကိုယ့်ရဲ့အားကြတဲ့အမြန်အမီတိုင်းလေးအဲ့အချိန်မှာတကယ်ပြိတိဟန်နေမရှိဘူးဒါကိုပရနာမယ်ဒီ time ဝင်လေးနဲ့ပဲဝင်လာပြီးပါလာတိုင်းသူကျွန်တော်တို့အားလုံးတို့ကအခုရဲ့နေတိုင်းလေးကအမြန်အမီတော့ကျွန်တော်ကဒီနေ့အဲ့အချိန်မှာအားကြတယ်အခုရဲ့တိုင်းကလိုက်ပြီးလာအခုလည်းဒါကျွန်တော်တို့ဒါကာယအစီအချိန်ပေါ့နော် တွဲတော့ဘူးပါလား။ကဲဟိုဆေးရစမိုင်းရပေါ့။လက်ခံကြည့်ရတွဲတော့ဘူးကျွန်တော်တို့တွေ့ရရတယ်။ရရတဲ့အချိန်မှာပါလားကျွန်တော်တို့တော့တော့ဒုက္ခတွေ၊နာမ်သက်တွေ၊နာမ်ဆိုးတွေဒါတို့ကျွန်တော်ကြုံနေရတယ်။တကယ်နည်းနည်းတူပါဗျာ။အဲ့လိုမျိုးလုံနေရတယ်၊ဝင်နေရတယ်တော့တော့ခက်ခဲပြင်ပန်းလိုက်တယ်။အဲ့ဒါတွေတော့ကောင်းကောင်းသိတယ်၊ကောင်းကောင်းလည်းမသိစားဘူး။အဲ့ဒီခုနကျွန်တော်ပြောသလိုအဲ့ဒုက္ခတွေ အဲလိုပြီးလေငါတရုတ်ဆောင်ကိုကောင်းနေတယ်အဲအဲလိုဖြစ်တာအဲအကြောင်းလဲဒီကားကိုကောင်းထူတာကျွန်တော်တို့အမိုက်ပုံကြီးမှာရိုက်တဲ့အချိန်လေးဆိုရင်ဒီကားထဲမှာဘယ်လိုစီမံခန်းအစ်စ်တွေအများကြီးတို့ဆောင်ပေးထားတာပါဒါကြောင့်ကျွန်တော်ရဲ့အမိုက်ပုံပေါ်မှာလည်းအများကြီးစီမံခန်းအစ်စ်တွေပြုလုပ်ကြဆောင်အမိုက်ပုံမှာကကျွန်တော်တို့ကျွန်တော်အမိုက်ကန်တွေအမိုက်ကန်တွေကတော့နေရာဒီပါပဲအမိုက်ပုံကြီးမှာတော့ကျွန်တော်တို့တည့်ရပါပဲ တရက်ကိုကျွန်တော်ကမောင်းမောင်းရဲ့ဘယ်ကနေတက်လာပြီးတော့ဒီမူမီချောင်းမူရောမဆောင်းအဲ့လိုတွေလုပ်တဲ့အတွက်အဲ့လိုယောဂရလာတဲ့ပုံစံပေါ့ပါဒီယောဂရလာတဲ့အကြောင်းရင်းလေးစကားရဲ့မှာပါတယ်ပေါ့ဒါကတော့ဒီလိုလိုအနက်အနဲ့ကြောင့်အဲ့လိုမျိုးဖြစ်သွားတာပေါ့ဟုတ်ဒါကြည့်ဒီကြည့်ရင်တော့လာကြည့်ပါဦး။ဟာလာဒီကမှာဒါကလည်းဒီမှာလည်းအကောင်းဆုံးဒါခိုင်တဲ့အတိုင်းဆက်ရလိုအပ်ချက်အတိုင်းပြင်ပြီးပြအောင်ကျူရတာပါလေစကားကြည့်လို့ရှိရင် ။အခုကျောင်းမှာတည်ကြရတယ်ဘာလို့ဆိုတော့အဲ့ trailer လေးပြရအောင်။အေးကအမေရောညီမလေးရော။အခုကအမေရောညီမလေးရော။ shooting တရားလိုက်လာတယ်။သူတို့မြို့လာကြည့်အောင်။ဘူးမြေပေါ်လာကြည့်ရအောင်အဲ့ဒီကတော့ရမှာလေးလက်မွေရဲ့ profile တွေပါကောက်ချင်လိုက်အိုင်ဒေါ်ကြီးနဲ့တို့အမေရဲ့ fan အမေရဲ့အကြီးစား fan အဲ့တော့တောက်ဘယ်လိုပြောရလဲဘာလို့လဲအိုင်ဒေါ်ကောင်းတယ်ဟာအိုင်ဒေါ်ကြီးတွေရောက်တော့အဆူရခံအောင်အဲဆူခံနေရအင်ပြဲတဲ့ချိန်ကျွန်တော်တို့ပရိသတ်ပြုနေတာဒီကေကျွန်တော်ကစတဲ့အချိန်ကဟိုရဲ့ drama မားတွေနဲ့ကြီးနေခဲ့တာ ပြန်ပြီးတော့ပြည်ပြည်ထက်ဖြစ်ပြီးရောကျွန်တော်တို့ကဒရမာမင်းသားရဲ့အခုကားရဲ့ဆိုရင်ငိုရတာများတယ်လိုက်ငိုရတာများတယ်အညီကိုနှစ်ယောက်ဆက်တို့အဲ့လိုမိဘနဲ့လာမိဇာတို့တော့အဲ့လိုမျိုးလိုက်တာဆိုအဲ့လိုကားရဲ့ပြန်ပြီးကြီးခဲ့ရတာဆိုအဲ့လိုဘိုက်မျိုးပေါ့နော်ကိုကိုရိုင်းကလည်းအဲ့မှာတခန်းတခန်းသားပါဝင်ရတာဆိုတော့အများကြီးလည်းခုံမိရအောင်ဒီဘောကိုမျိုးပြင်နေရတယ်ဘိုက်ဆိုတော့များတာရယ်ကျွန်တော်တော့ခိုင်တော့အဆုံးရပါတယ်ဒါပေမဲ့ဆွေမကားလေးတွေကဒီမှာရောက်လာနေရပါတော့ ိုင်းပုံဖြစ်မှာကျွန်တော်နောက်ထပ်ရိုက်ရအောင်ပြန်မှာကြရလို့ရှိတယ်အဲ